2025ခုနှစ်အောက်တိုဘာလ29ရက်ဗုဒ္ဓနေ့မနေ့စောစောနှုတ်ကွက်ရညီဖျားခင်နမတယောက်လာတယ်ကျွန်တော်သူများခန်းစားပြီးတိရိတာကလာတော်လာချင်လဲမဲ့ခွင့်ရအတွက်ပြင်ဆင်ပေးတဲ့ဖျားရှင်နမပုံကြည်ပါစီတော့ကလာရှင်ရှိသောရွေးနော်မစင်းနှစ်စာနေဒီကနေ့ပါဝင်ကျွန်တော်ကျွန်မတယောက်ချင်းစီတက်ရှင်ခဲ့တဲ့ရက်ပေါင်းက302ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုလိုကဲ302ရက်ဘယ်လိုသုံးပြုကြလဲပြန်ပြောင်းဆက်စစ်စဉ်းစားဆင်ခြင်နှုတ်သွင်းအောင်ကြာရှိသေးတာကတော့မနက်ဖြန်နေစပြီးတော့နှစ်ကုန်ထိ 63ရက်ဖဲကျန်ပါတော့တယ်။အဲကျန်ရှိနေရောလေခါလာရှောင်းကောင်းစွရွေးနှုတ်ပြီးသွားလာခြင်းလေဘို့လို့ငါရှိစွာတိုက်တွန်းလို့ဆိုပါစေ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကခြေပြမဲ့ကျမ်းစာကတော့ရူတာဝတ္ထုခန်းကြီး2အပိုင်ငယ်7ဖြစ်ပါတယ်။သင်မှု၏အကျိုးကိုထာဝရဘုရားပေးတော်မူပါစေသော။သင်သည်အတောင်တော်အောက်၌ခေါလုံခြင်းငှာချိကတ်သောဣတိလမျိုး၏ဘုရားခင်ထာဝရဘုရားသည် စုံလင်သောစုကိုချတော်မူပါသေးတော်ဟုဆိုတော်ငါကတော်သည်အသက်ရှင်တဲ့ဆရာဖြစ်တိုင်းအကြောင်းတည်းမှာဘုရားသခင်သည်အစ်တပံပြန်လဲကောင်းချီးပေးပါစေတော်အာမင်မောဘဘီယာပါလာတဲ့နောမီရဲ့ချွေးမှာပေါ့လေနောမီလည်းမဆုံးပါပဲပြီးခဲ့တဲ့လမ်းလေးကျွန်တော်ပြောခဲ့ပြီရူတာလည်းမဆုံးပါပဲမဆုံးပါအသက်ဆက်ဆက်လို့ပြောအောင်ပြောတယ်အဲ့တော့ဒီ ဘယ်လိမရောက်တဲ့ခါမှာသူစပကြံကောက်မဲ့ချိန်ပေါ့လေသူတို့ရောက်တဲ့ချိန်မှာကျန်းစာဘလို့မှတ်တမ်းတန်တယ်ရူတာဝုဒခန်းကြီးနေနော်အပိုင်ငယ်တိကနေပြီးတော့ငါးတွင်မှာဖတ်ကြည့်ရင်သူကမူယောစဘာရိကာစကာလဒါမူယောစဘာဆိုတော့ကျောင်းနိုင်ငံဆိုရင်ကောက်နှင်စဘာပေါ့လေအမြန်ရတဲ့ဟာပေါ့လေကောက်ကြီးစဘာကတော့ပို့ပြီးတော့ လူမြန်နေကောက်လင်ရတော့ကောက်စောစပါတော့ကျန်းနေပေါ့လေမလည်းမူရောစပါနဲ့ဂျုံစပါဆိုရှိတော့သူတို့မလည်းဟောမူစပါရိတ်ခါစားဖြစ်တဲ့ရူတော်ဒုခန်းကြီးတအပိုက်ငယ်22အဆုံးသတ်လေးစာချုပ်မှာတွေ့ရတယ်။ဟောစပဂျန်ကောက်ဖို့သွားတဲ့ခါအမှတ်တမဲနဲ့ကြားစာတော့အလိုမှတ်တမ်းတင်လာတယ်။ဒါဘုရားသခင်ကတော့အမှတ်တမဲမရှိဘူးဆိုတာခဏခဏကျွန်တော်ပြောပါရစေ။ဘရုလယ်မိမာကြားလဲဆိုရင်ဘောဇာဆိုတဲ့ဟာလာခုနနော်မီရဲ့ ကလန်အနိစာရောက်ခဲ့တဲ့ခင်မွန်တဲ့အီလီမလက်ရဲ့ပေါ့ဖော်ပေါ့လေဆွေမျိုးသားချင်းပေါ့လေဘောဇာတော့ကျွာချမ်းသာသူတယောက်ပါတွေ့လဲမှာရောက်တယ်အဲ့နဲ့ဘောဇာကိုဒီမောဘပြည်သူနဲ့မိတ်ဆက်ခါဘောခုနကျွန်တော်ဖတ်သွားချမ်းသာကတတိဘောဇာကဒီဘောရူတာကိုပြောတဲ့စကားပြောပါတယ်အဲ့ဒါပါလေဖျံခင်ကတင့်ရဲ့ဂျိုးကိုကြည့်ပြီးတော့မာစာပါစေဖျံခင်ရဲ့ အတောင်တော်အောက်အောက်မှာတခုံချိကပ်လာတဲ့သင်ဟာစုံလင်သောစုကိုထိုရှင်ကပေးတော်မူပါစေဆိုပြီးတော့သူကောင်းကြီးပြီးတဲ့စကားဖြစ်ပါတယ်။သင်အမှုကျိုးဖျားခင်ပေးပါစေ။ဖျားခင်ကမှခုံလွင်းတဲ့ကြောင့်စုံလင်တဲ့စုကိုပေးသားတော်မူပါစေ။ဟာလေလုယာ။တကယ်ပဲသူ့ရဲ့နှုတ်ကနေမင်္ဂလာစကားအတိုင်းပဲဘာဖြစ်လဲဆိုရင်ရူတာတတရူတာဝတ္ထုအဆုံးသတ်မှာလူပဲကောင်းကြီးမင်္ဂလာနဲ့အဆုံးသတ်တော်တာတွေ့ရမှာဖြစ်ပါတယ်။ ော်ဒီလေကျွန်တော်တို့တယောက်နဲ့တယောက်တွေ့တဲ့ခါတထေးနဲ့ကိုကမုံဆိုးမှာလေ social status လူမှုတိုင်းဝိုင်းရဲ့အဆင့်တန်းရတယ်ကွာချစ်ရှိပါတယ်ဒါပေမဲ့ဝိညာဉ်တော်နဲ့ပြည့်တဲ့ဘောဇာဘာလုပ်လဲရူတာရဲ့ယုံကြည်ခြင်းကိုသူချီးကျူးထောပနာပြုခြင်းနဲ့သူသူ့ကိုကောင်းချီးပေးတဲ့စကား ပြောတယ်ဆိုတာတွေ့ရဖြစ်တယ်မင်္ဂလာစကားပြောတယ်ပေါ့လေကြာဒီကျွန်တော်တယောက်နဲ့တယောက်လည်းအဲ့လိုမျိုးမင်္ဂလာစကားပြောစီခြင်းတာဖျားခင်တင့်ကိုကောင်းချီးပေးပါစေတင့်ကိုမျှော်ကြည့်၍ဟုတ်လားကောင်းချီးမင်္ဂလာတောင်းလောင်းပါစေစာဖြင့်ပေါ့လေ God bless you me God bless you စာဖြင့်အဲ့လိုပြောချတဲ့နေကြာအတိုင်းပဲနှမတကူရှိတယ်အဲ့ဒီကိုတိုင်းပဲလူသားနောက်ဆုံးမှခံစားသွားပါတယ် ကျောင်းရင်တို့ကတော့လည်းဝင်ကားချပြီးရောက်တဲ့ပုံမှာဘုရားသခင်ဒီအတ္တမှန်ပြန်လဲကောင်းကြည့်ပြပါစေတော့ဆုတောင်းနိုင်ကြပါစို့ပြတော်ရှင်ဖဖျားယောက်ခမနောမီဒူလိုက်လာတဲ့ဒုတာပုံမှာတတိဘောဇာနေကောင်းကြည့်ပြတဲ့စကားဖြစ်ပါတယ်သူ့မှုရဲ့ကြိုးထားရဖျားပြီးတော်မူပါစေဘုရားခင်မှာခေလုံပြီးချီးကပ်လာတဲ့တကြောင်ဘုရားခင်ကအစုံလုံးစုကိုချတော်မူပါစေပေးသနာတော်မူပါစေမိင်္ဂလာစကားပြောပါတယ် သူစကားတိုင်းမဲ့ရူတာဥတုဆုံးတမရူတာခံစားရပါတယ်။ကြောက်ဒီနေ့သားတို့ယုံကြည်တယောက်နဲ့တယောက်တွေ့ဆုံတဲ့ခါမှာလေမင်္ဂလာစကားကောင်းချီးမင်္ဂလာစကားကိုပြောတတ်ဖို့ယုံကြည်ခြင်းအဖြစ်မင်္ဂလာစကားကိုမဆုတတ်ဖို့သားတို့တတတည်တင်ကြားနိုင်စွာကြောင်းဖြစ်စို့ပြပြန်လာပြပို့ဆောင်လို့ကောင်းချီးပေးပါမိကြောင်းကဲဒီမန်ရှင်အရှင်ရှုဖျားနာမတော်မြတ်ကိုမိပူပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနန္တကြပါရဖျားတခင် ်အာမင်ကျွန်တော်ဝင်ကားချက်ဒီမှာတော့မနေ့တိုင်းလို့လို့မှာမနေ့6နိုင်မှာ bilingual devotion ပေါ့ဒါကျွန်တော် quiet time ကိုစာသားနဲ့ရေးထားတာပါအင်္ဂလိပ်နဲ့မြန်မာပေါ့လေပြီးရခုမနေ့9နိုင်မှာပါရှိလဲဆိုရင် my blessed morning ပေါ့လေ morning devotion ဝင်ကားချက်တခင်ပြားနေ့7နိုင်မှာနာနဲ့7နိုင်နေ့7နိုင်40ပေါ့လေ blessed sunday sermon ပြီးရတဲ့7ရက် 2021ရက်လာသလမှာ3ရက်ပဲဝန်တက်ဆက်နိုင်မှာမိနစ်20ဒီပါလောက်ပြပါများတမတရားအစီအစဉ်ထုတ်လွှင့်ရှိပါတယ်ကျွန်တော် Facebook page နဲ့ကြည့်ဖို့အတွက် VPN နဲ့ခက်ခဲတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော် မှာ YouTube channel ရှိပါတယ်လို့အဲ YouTube channel ကိုလည်း like and subscribe လို့အသင်လုပ်ပြီးတော့ကြည့်ကြပါအောင်လို့ဒါမြန်မာပြည်သူတွေအတွက်ကျွန်တော်အခြေညာလိုပါတယ်လို့ရောက်တိုင်းပေါ်မှာဖျားသခင်သည်ကြည်ပါနဲ့ကောင်းချီးမင်္ဂလာမြတ်နဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသော် Amen.